ရောကန်ဝင်ကြီးလေးဖြူကိုယ်တိုင်ရှယ်ဖြုတ်ပေးခဲ့တဲ့ဂုံပြူတီသချင်းနဲ့အတူနောက်ဆုံးပွဲမှာနိုင်ယူပြီးတော့ဂျိုးဝိုင်းနေကိုနှုတ်ဆက်ခဲ့ပြီဖြစ်တဲ့အောင်လာအန်ဆန်ပရိသတ်များရှင်အောင်လာအန်ဆန်ကဝမ်ချန်ပီယံရှစ်မှာ MMA လောကအတွက် ုံယူစရာကစားသမားအဖြစ်ရှိနေခဲ့ရပါဒါပေမဲ့အောင်လားကပရိသတ်တီအတွက်နောက်ထပ်ချန်ပီယံခပတ်တီလည်းယူပြီးတော့မှမဟုတ်တော့တဲ့အကြောင်းကိုအသိပေးလာခဲ့တာပါသူအနေနဲ့လဝိလောကနေပြီးတော့အနားယူတော့မှဖြစ်ပါတယ်အနားယူတာကိုဒီအတိုင်းနားမှမဟုတ်ပဲထိုးပွဲတပွဲနဲ့နှုတ်ဆက်သွားခဲ့တာဖြစ်ပါတယ်အောင်လားကအော်တိုဘာလ၄ရက်နေ့မှာ Sweden Fighter နဲ့အတူနောက်ဆုံးပွဲအဖြစ် fight သွားခဲ့တာဖြစ်ပါတယ်ဆွေရင်ကစားသမားနဲ့ပွဲကိုသူဘက်ကနေပြီးတော့တေချာပြင်ဆင်ပြီး fight သွားဖို့ စီစဉ်ထားခဲ့ပြီးတော့တကယ်လက်တွေ့မှာလည်းတသက်ပြနိုင်ခဲ့ပါတယ်။အောင်လာအနောက်ဆုံးပွဲမှာအနိုင်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ Sweden Fighter ကိုနှစ်ချီနဲ့တည်းအပြည့်အနိုင်ယူပြခဲ့တာဖြစ်ပါတယ်။လက်သေးရစတိုက်ထိုးကျွေးပြီးတော့အနိုင်ရသွားခဲ့တာမို့ပရိသတ်တီအတွက်တော့ဂုဏ်ယူစရာအခိုက်အတန့်ဖြစ်သွားပါတယ်။ဒါအပြင်အောင်လာရဲ့နောက်ဆုံးပွဲလေးရ အမတ်တရားတွေလည်းများသွားခဲ့မှာပါအောင်လာထွက်လာတဲ့အချိန်မှာဘသူမှမထင်မှတ်ထားပဲလေးဖြူပါပါလာခဲ့ပါတယ်လေးဖြူကအောင်လာအတွက်အမဲလိုက်ကတခြင်းနဲ့ခွန်အားပေးပြီးတော့ထီဆိုပေးခဲ့တာပါတခြင်းနဲ့စိတ်ခွန်အားမြင့်တင်ပေးပြီးတော့အောင်လာကလည်းအရန်ကိုတက်ချွနေခဲ့ပါတယ်ပရိသတ်တရားလည်းသတိရထားရလောက်အောင်အထိစိတ်လှုပ်ရှားခဲ့ရတာဖြစ်ပါမယ်။ဒီအခိုင်အတန့်ကအားလုံးအတွက်တော့အမိုက်စားဖြစ်နေခဲ့တာပါ။ အောင်လာနောက်ဆုံးဖွင့်စဉ်မှာအနိုင်နဲ့ပိုင်းလိုက်နိုင်တဲ့အတွက်စုကြီးငွေဒေါ်လာ9000ကျော်ကိုရရှိသွားတော့မှာဖြစ်ပါတယ်။ဖွင့်စဉ်ထိုးကြီးအပြင်ဝမ်ဘက်ကနေအောင်လာကိုပေးတဲ့စုကြီးငွေ ဖြစ်ပါတယ်။ဒါအပြင်လာမယ့်ဝမ်ရဲ့ပွဲမှာလည်းအောင်လာကို Horror Fan စုကိုချီးမြှင့်သွားအောင်မှာဖြစ်ပါတယ်။အောင်လာက မြန်မာပြည်သက်တည်းအတွက်တော့တကယ်ကိုတာဝန်ကြီးတဲ့ fighter ကြီးဖြစ်ခဲ့တာပါကမ္ဘာတဝန်စောင့်ကြည့်နေကြတဲ့ပွဲမှာ အောင်လာကြောင့်မြန်မာနိုင်ငံကိုလူသိခဲ့ရတာဖြစ်ပါရင်အောင်လာကမြန်မာစပအုံးကြီးရဲ့လို့တက်ခစ်ထားခဲ့ပြီးတော့စကူဝဲထိုးခဲ့တဲ့တက်တန်းတလျှောက်မှာ15ပွဲတောင်အနိုင်ရရှိခဲ့ရလဲဖြစ်ပါရင်နောက်ဆုံးပွဲကိုလည်းအနိုင်နဲ့သာအဆုံးသတ်သွားတာမို့ပြည်သူတွေအတွက်ကတော့တကယ်ကိုအားရချင်တဲ့ဆရာဖြစ်ပါရင်အောင်လာကပွဲအနိုင်ရတဲ့အချိန်မှာမော်ဖန်နေပေမဲ့ရည်ရည်ကြတ တဲ့အထည်ကိုဝန်ဆောင်နေခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကအကွင်းတကွင်းလုံးအပြည့်ဖြစ်တဲ့အပြင်အောင်လနာမည်ကိုအော်ပြီးတော့အားပေးခဲ့ကြတာဖြစ်ပါတယ်။တကယ်ဆိုရင်အောင်လကသူ့ရဲ့နောက်ဆုံးပွဲကိုမြန်မာနိုင်ငံပြန်လာပြီးတော့ကျင်းပကြတာပါ။ဒါပေမဲ့လည်းနိုင်ငံရဲ့အခြေအနေက ထိုင်းနိုင်ငံမှာသာကျင်းပလိုက်ရတာဖြစ်ပါတယ်။အောင်လာနေနဲ့ရှင်ပြန်တဲ့ချိန်မှာဆွတ်ထားခဲ့တဲ့လက်အိတ်လေးကိုနှုတ်ဆက်လိုက်ရပြီဖြစ်ပါတယ်။အောင်လာမရှိတော့ပေမဲ့အောင်လာနေရာမှာ van ကိုအားကိုးလို့ရမယ်လို့ပြည်သူတွေကယုံကြည်နေကြတာဖြစ်ပါတယ်။ ဖန်ကိုဒုတိယအောင်လာလို့တင်စားထားကြတာဖြစ်ပြီးတော့အများကြီးမျောလင့်ထားကြတာဖြစ်ပါတယ်။အောင်လာကိုရိုင်းကလည်းဖန်ကိုမျောလင့်ထားတာဖြစ်တယ်လို့အောင်မြင်မှုတွေအများကြီးရနိုင်တဲ့ကလေးတယောက်လို့ချီးကျူးထားပါတယ်။တခြားလူငယ်ဖိုင်တာတွေကိုလည်းသူ့အနေနဲ့အများကြီးမျောလင့်ထားတယ်လို့သူ့ကိုအားပေးတယ်လို့အားပေးဖို့တိုက်တွန်းထားပါတယ်။အောင်လာကအခုလိုရွေးချယ်လိုက်တဲ့အပေါ်မှာစိတ်ထဲမှာဝမ်းနည်းနေပေမဲ့လည်းသူ့အနေနဲ့လဝိလောကမှာဝင်တူးလာမဲ့ဂျူနီယာလေးတွေအတွက် အကောင်းဆုံးရည်တည်သွန်အောင်ပါလို့လည်းဆိုထားပါရယ်။အောင်လအနာရရှိတဲ့အပေါ်မှာအနုပညာရှင်တွေဆိုရင်လည်းဝမ်းသာနေကြသလိုလဝိလောကလူတွေကလည်းဂုံပြူစကားတွေပြောပြနေကြပါရယ်။နာသွားလို့ဝမ်းနေပေမဲ့အနာရရှိလို့အခုယူနေခဲ့ကြတာပါ။ပရိသတ်ကြီးရောအောင်လနှုတ်ဆက်သွားတဲ့အပေါ်မှာဝမ်းနေလားဆိုတာပြပြပေးပါဦး။ဆုံးနေကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများရှိတင်ပါရယ်ရှင်။